ားလုံးပဲမင်္ဂလာပါရှင်။2025ခုနှစ်အော်တိုဘာလ28ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒီကနေ့ရဲ့အဓိကမိုးလေဝသသတင်းကတော့မင်္ဂလာပင်လယ်ော်အနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့ cyclone မုန်တိုင်းမွန်းထားပဲဖြစ်ပါရစေ။ဒီမုန်တိုင်းဟာဒီကနေ့မနက်ပိုင်းမှာအလွန်ကောင်းတဲ့ cyclone မုန်တိုင်းရဲ့အဖြစ်ကိုအားကောင်းလာခဲ့ပြီးဖြစ်ပါရစေရှင်။မုန်တိုင်းဟာအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပြီးဒီကနေ့ညပိုင်းဒါမှမဟုတ်ညနေပိုင်းမှာအိန္ဒိယနိုင်ငံအန်ဒရာပရဒစ်ကန်ဂျီကိုဖြတ်တောက်ဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ် မုံတိုင်းကမြန်မာနိုင်ငံကိုဥတီနေတာမဟုတ်ပေမဲ့သူ့ရဲ့တက်ရောက်မှုတွေကိုတော့ကျမတို့နိုင်ငံရဲ့ data တချို့မှာခန့်စားရမှာဖြစ်ပါရဲ့ရှင်။မိုးလေဝသပညာရှင်ဦးဝင်းလာရဲ့သုံးသပ်ချက်အရဒီမုံတိုင်းရဲ့ဂျင်တန် data တွေကြောင့်မိုးရသည့်ကုန်ဆုံးပြီလို့ထင်မှတ်ထားတဲ့မြန်မာနိုင်ငံအလဲပိုင်း data တွေမှာမိုးနောက်ကာလအတွင်းမိုးပေါ်ရသွန်းနိုင်တဲ့ခြေနေကောက်တစ်ခုရှိနေပါတယ်။ဒါဟာမိုးခေါရေရှောင်မှုတန်ကိုသက်သာစေနိုင်တဲ့မျှော်လင့်ချက်တစ်ခုဖြစ်ပြီးစိုက်ပျိုသီးနှံတွေကိုပြည့်စည်စေနိုင်တဲ့အခါလိုမိုးကြီးစင်းမျိုးမဖြစ်ပေါ်ဘူးလို့ဆုတောင်းရမှာပါရှင်။ ဒီကနေ့တော့မွေရတုံမှုခံမှန်ချက်တွေကိုကြည့်လိုက်မယ်ဆိုရင်တော့အေယာဝတီတိုင်းတနင်္သာရီတိုင်းမုံနဲ့ရခိုင်တို့မှာနေရာစစ်စစ်မူထီချုံရနိုင်ပါတယ်။ပဲခူးတိုင်းရင်းကုန်တိုင်းကရင်နီနဲ့ကရင်ပြည်တို့မှာတော့နေရာကျကျမူရနိုင်ပါတယ်ရှင်။ထူးခြားချက်အနေနဲ့အန်ဝါခဲမမဦးပင်ကြိုင်စိတ်ကြီးစိုက်တုံနဲ့ကော့ကရိတ်မြို့နယ်တွေမှာတော့မိုးလင်းငယ်ကနေအတင်းတင်းရသုံးနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့သတိပြုသင့်ပါတယ်။အထူးသတိပေးချက်အနေနဲ့ကတော့ဆိုက်ကလုန်းမုန်တိုင်းမွန်ထားရဲ့အရှိန်ကြောင့် ြို့ဝကျွန်းပေါ်ရခိုင်ကန်ယူနယ်လျှောက်နယ်ကန်လွန်ပင်လယ်ပြင်တွေမှာဒေပြင်းနဲ့တိုက်ခတ်နိုင်ပါရဲ့ရှင်။ဒေတိုက်နှုန်းဟာတနာယီကမိုင်30ကနေ35မိုင်ထိရှိနိုင်ပြီးလှိုင်းမြင့်ကလည်း6ဘေကနေ17ဘေလောက်ထိမြင့်တက်နိုင်ပါရဲ့။ဒါကြောင့်ပင်လယ်ပြင်မှာခရီးသွားလာတဲ့သူတွေကန်နီကန်ဝေရေလောက်တာတွေအနေနဲ့အန္တရာယ်ရှိတဲ့အတွက်လုံးဝသတိပြုကြဖို့အလေးနက်ထားအသိပေးလိုပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကို ဆက်လက်ဆက်ကြည့်ပြီးဖို့မြစ်တရရခံအပ်ပါတယ်ရှင်။ကြည့်ရှုနာဆင်ပြီးကြကြသူအားလုံးတဘာဝပြီးစစ်ပီတွေကလည်းအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မဆင်ဒီကဆုတောင်းပေးပါတယ်ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့ဝင်လို့အတားနေရတဲ့ဥပဖြစ်စဉ်တွေကိုလည်းကိုမမရေးသားများဝေဖန်ခဲ့ပါဦးရှင်။